စပိန်နဲ့တွလာတဲ့သူတွေတတိထားကြပါတီပုံထဲကညီမလေးရှင်စပိန်မောင်းတယ်ပြီးတော့စပိန်ရဲ့ချင်းထဲမှာအိတ်ထည့်ထားလိုက်တဲ့အဲ့နယ်လူဆိုးကညီမလေးရဲ့အိတ်ကိုလူယူသွားပြီးပိတ်ဆံဘတ်2800နဲ့အထောက်အထားအစုံကိုလူယူသွားတယ်ရှင်ဒီအဖြစ်ပြက်ကပြီးခတဲ့29ရက်နေ့ည9နာရီခွဲအချိန်ထိုင်းနိုင်ငံနွန်ထပ်ဘူးရီမှာဖြစ်သွားခဲ့တဲ့ဒီညီမလေးကမြန်မာလူမျိုးဖြစ်တဲ့ညီမလေးကအိမ်ဖို့အလုံလုံတဲ့တဲ့ရှင် ဖြစ်စဉ်ကတော့အဲ့ဒီညလမ်းတနေရာမှာညီမလေးကစပိန်မောင်းပြီးမှတ်လေးရဲ့အိတ်ကိုညီမလေးကအရှိကရှင်းတောင်းထဲမှာထည့်ထားတယ်ရှင်။အဲ့နဲ့အမျိုးသားတယောက်ကစိတ်ကင်းနဲ့ညီမလေးရဲ့စပိန်နာကိုကတ်လာပြီးညီမလေးရှင်းတောင်းထဲကအိတ်ကိုလူယူပြီးစိတ်ကင်းမောင်းပြေးသွားလိုက်တယ်။ညီမလေးလည်းရဲစခန်းကိုတွားပြီးအမှုတော့ဖွင့်ထားလိုက်တယ်တဲ့ရှင်။ အဲ့ဒီအခင်းဖြစ်တဲ့နေရာနားမှာ CCTV ရှိတယ်။ညီမလေးရဲ့အိတ်ကိုလူယူသွားတဲ့အမျိုးသားရဲ့နာမည်ကနာဝီအသက်40ခုရှိပြီ။ရဲကနာဝီအိတ်အထိကိုတွားပြီးနာဝီကိုတော့ဖမ်းခဲ့တဲ့နာဝီရဲ့အမေလည်းရဲစခန်းကိုလိုက်လာတယ်ရှင်။နာဝီယူသွားခဲ့တဲ့ညီမလေးရဲ့အိတ်ကိုရဲကတောင်းကြည့်တော့တော်တယ်လို့အိတ်ထဲမှာအထောက်အထားပတ်စပို့တွေအစုံရှိနေသေးတယ်။ပိုက်ဆံဘတ်1800ကတော့ ဘက်9000ပဲတန်တယ်။တန်တဲ့ငွေကနော်ဝီဘာရီယူသွားလို့ကုန်ပြီလဲဆိုတော့အပြင်ကအကျွေးဘက်12000ဆက်လိုက်တယ်။ဖုံးတလုံးဘက်6000ဝယ်လိုက်တယ်။ကြည့်တော့ online ပေါ်မှာလောင်းကစားလုတ်ဖို့ဘတ်3000ငွေဖြည့်လိုက်တယ်တရှင်။ Navy ရဲ့အမေက Navy ကို ADS ခန်းထဲမှာအများကြီးတွင်တင်ဆုံးမပေးလိုက်တယ်။ အမေနဝီကိုဘလို့တွေတွင်တင်ဆုံးမပေးလဲဆိုတော့နင်လုံနိုင်တယ်နော်ငါတင်ပေးငါဆုံးမပေးတာနင်မမတ်ဘူးငါနေ့တိုင်းနေ့တိုင်းနေ့ကိုငွေပေးနေတာနင်သုံးလို့မလောက်ဘူးပေါ့နင်ကလူမိုက်နင်ဒီလိုလူစားမျိုးဖြစ်အောင်ငါတင်ပေးဖူးလို့လားကောင်းတာတွေပဲငါတင်ပေးခဲ့တယ်နင်အလုံးမရှိတဲ့တောင်မှနင်အိမ်မှာပဲအိမ်နေစားနေငါဘာမှမပြောဘူးနင်စားဖို့သမီးဟင်းနဲ့အတွက်နေ့တိုင်းသမီးဟင်းတွေချက်ထားပေးတယ်ခူးထားပေးတယ် နင့်သုံးဖုံးငွေလဲငါနေ့တိုင်းချထားပေးတယ်။ဒါတောင်နေကဒီလိုမျိုးလှုပ်သေးတယ်ပေါ့လို့အမေကပြောတော့နာဝီကဆိုဖာပေါ်ကနေဆင်းလာပြီးအမေကိုဒူးထောက်တောင်းပန်ရှေ့ခိုးလိုက်တယ်။အမေကငါ့ကိုလမ်းမကန်တော့နဲ့ငါဘလောက်ထိပြောမှနေငါစကားကိုနားထောင်မှာလဲ။ဒီပုံစံအတိုင်းဆိုနေအသက်ထွက်တဲ့အထိထောင်ထဲနေရတော့တယ်။ငါနှစ်ကိုတွင်တင်ဆုံးမမဲ့အစားငါခွေးကိုပဲသွားတွင်တင်ဆုံးမတာမှပို့ပြီးကောင်းအောင်မဲ့ အမေဖြစ်သူကအမျိုးမျိုးဆုံးမပေးလိုက်တယ်ရှင်။အဲ့ဒီနောက်ရဲလည်းထက်ပြေးလာဆုံးမပေးလိုက်တယ်။ရဲကမေးတယ်ပေါ့ရှင်။ဘာလို့ဒီလိုမျိုးလှုပ်ရတာလဲ။နာဝီသူပြောတာကတော့အိမ်ကမီးဖိုးမရှင်းရတာနလားရှိပြီ။သူလေးရဲ့အကြောင်းလဲဖြစ်တော့မယ်။သူအလုပ်အရန်လှုပ်ရှင်တယ်။ဒါပေမဲ့ဟိုအကြောင်းပြချက်ပေးဒီအကြောင်းပြချက်ပေးလိုက်တာ။ဒီခရင်2023လောက်တုန်းကလည်းနာဝီကဒီလိုမျိုးသူများရဲ့ပိတ်ဆံအိတ်ကိုသွားလှုပ်လို့ထောင်နဲ့နဲ့ကြပူပြီးတဲ့ရှင် ဒီနေ့နော်ဝီထက်တခါလှုပ်ပြန်ပြီဒီတခါထက်ပြီးလွတ်လာရင်ရောဒီလိုမျိုးထက်ပြီးလှုပ်အောင်မလားလို့ရဲကနော်ဝီကိုမေးလိုက်တယ်ရှင်နော်ဝီ तू မလှုပ်တော့ဘူးလူကောင်းဖြစ်တော့မယ်လို့တော့ပြောတယ်ညီမလေးကိုပဲတနာတယ်ရှင်ကြံတဲ့ပိုက်ဆံတွေကိုပြန်ရလာပါမလားမသိဘူး2800မှာဘတ်9000ပဲကြံတယ်အဲ့ဒီငွေပတ်2800ကညီမလေးကမြန်မာပြည်မှာရှိတဲ့မိသားစုကိုပြန်ပို့ပေးဖို့တရှင်း အဲ့ဒီလူဆိုးတဲ့ပိုးကအရင်လူသွားတာဒီလိုမျိုးဖြစ်လာရင်အဲ့ဒီလူရဲ့မိဘကညီမလေးကိုကြော်ပြလာတော့မသိဘူးရှင်ပြန်မရရတော့နှမျိုးဆရာကောင်းတယ်နော်ရှင်အဲ့တော့စပိန်နဲ့သွားလာတဲ့သူရဲ့အိတ်ကိုဖြူဆိုင်ပါစပိန်မဟုတ်စင်ကယ်ပဲဖြစ်တေချာပတ်ထားတေချာပုံထားပါရှင်အဲ့လိုမျိုးပေါ်ပေါ်လွင်လွင်ထားသူတို့လူသွားတကယ်လို့ကိုပေါ်မှာရှိပြီးလူသွားကိုလည်းအဲ့လိုမျိုးမောက်သွားဆိုပို့ပြီးအန်တီရရှိရဲ့ရှင် ကားလမ်းပေါ်မှာဆိုတော့စင်ကယ်တွေကားတွေလည်းများတယ်လဲကြသွားပါကြသွားဆိုတော့မတွေးရဲစရာစပိန်ပေါ်စင်ကယ်ပေါ်တွေပဲမဟုတ်ဘူးရှင်းလမ်းသွားလမ်းလာတွေလည်းခူးဆိုင်ကြပါကိုအိတ်တွေလွယ်ထားတာပဲဖြစ်အာရွှေတွေငွေတွေဝတ်ထားတာပဲဖြစ်ခူးဆိုင်ကြပါရှင်ဖုံးပြောနေတိုင်းတော့မှဖုံးကိုဖြူဆိုင်ရမယ်ရှင်လူอยู่သွားတဲ့လူတွေကလည်းရှင်တွေ့တဲ့မြောက်ကုန်လုံးလူอยู่သွားမှာပဲအဲ့တော့ဖြူဆိုင်ကြပါတော့ရှင်